အားလုံးပဲမင်္ဂလာပါနော်အကျွန်တော် live မှာလေ့လာကြရဝန်ဆောင်ဆရာညီကိုတွေကိုကျွန်တော်ကအဲဥပမာပြောရရင်ကျွန်တော်ဒီ SUV လေးပေါ့နော်ကလစ်150မှာ SUV လောင်သွားတယ်လောင်သွားတယ်ကျွန်တော်တို့လောင်သွားတယ်ဆိုတာကဒီ SUV နဲ့ SUV နဲ့ကဆက်သွယ်မှုမရှိတော့ဘူးလောင်သွားခဲ့လို့ကျရင်ကျွန်တော်ဒိုင်းဝမ်မီးလည်းမလာတော့ဘူးအဲဆက်လည်းနိုးလို့မရတော့ဘူးပေါ့နော်ပန့်နေပါရင်လည်းမလဲတော့ဘူးဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော် easy အဲ့ SUV ကိုကျွန်တော်အတိတ်ထည့်မယ်ပေါ့နော်အတိတ်ထည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ ် ECU ဘူးမှာပါတဲ့ကုတ်နဲ့ SCU အတင်းနဲ့ကြတော့ကုတ်ကမကြိုက်ဘူးပေါ့နော်ပေးမတိဘူးပေါ့နော်အဲ့တော့ကျွန်တော်ဆက်နိုးလို့မရဘူးအဲ့ဒါဘူးမှာကျွန်တော်တို့ကအဲအလွယ်တကူဆက်ကလေးနဲ့ကျွန်တော်တို့ဝါကျော့စရာတွေအတော်ဟိုအားလုံးလဲလှုပ်လို့ရတယ်ပေါ့နော်ဆက်လေးချင်းလှုပ်လို့ရတယ်အဲ့ဒါလေးကိုကျွန်တော်မျှဝေပေးမယ်နော်ဒါကတော့ကျွန်တော်တို့ဒီမှာသူ့ original ဒါကျွန်တော်ဘင်းကကျွန်တော်ကဒါသူ့တင်ကားတင်ပေးလိုက်လို့ SCU ရဲ့ ECU ရဲ့ RAM ရဲ့တော့အောင်ရဲ့ဆိုပြီးထည့်ပေးလိုက်တယ်ဗောနော်အဲ့ဒါအောင်မှာကျွန်တော်အစီဘူးအစ်စ်လဲဒဲဗီယာနဲ့ကျွန်တော်ကဒီအဲဒီတူ ECU ကိုကျွန်တော် reset ချပြအောင်နော်အလွဲတကူဘယ်လို reset ချလဲစက်ကလေးနဲ့ဘယ်လို reset ချလဲဆိုတာဟုတ် line mode လေးလာကြဝါချောချာညီကိုကျွန်တော်မျှဝေပေးမယ်နော်အစီဘူးလေးလောင်လိုက်ရင်ကျွန်တော်အစ်စ်လဲလဲကျွန်တော်တို့အစ်စ်လဲလိုက်ုံနဲ့ကျွန်တော်တို့စီးလို့မရပါဘူးကုတ်ချင်းကမတူတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့တော့ဒီ ECU ကို reset ချပြရမယ်နော် reset ချပြီးမှ ရတဲ့ချလိုက်တဲ့ဆိုတာဒီ ECU တွေကကုတ်ကိုကျွန်တော်ဖြတ်ပြတာမဟုတ်အဲ့တူငကူအော်ဂျင်နယ်ကုတ်လည်းရှိမယ်နော်ခုအတ္တိဘူးအတိဝင်လိုက်မယ်အဲ့အတိတွေကကုတ်ကိုရတဲ့ချလိုက်တာဖြစ်တဲ့အတွက်အဲဒီကုတ်ကိုဒီ ECU တွေကိုရိုက်ထည့်ပြီးသားဖြစ်တယ်ဗောနော်ထည့်ကုတ်ထည့်လိုက်တာဗောနော်အဲအဲ့ဒါလေးကိုကျွန်တော်မျှဝေပေးမယ်နော်အားလုံးပဲကျွန်တော်ဗီဒီယိုလေးဝမ်းချောချာကိုလည်းမြန်မာလေးချက်တယ်ပြီးတော့နော်ဟုတ်ပြီအားလုံးကျွန်တော်ပြပေးမယ်နော်ဒါလေးကတော့ကျွန်တော်ဒီမှာအဲ ့ SUV နဲ့ RAM နဲ့တွဲရဟာလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြပြမယ်နော်အဂျီဘူးဒီလိုဝယ်လို့ကျရင်ကျွန်တော်တို့ဒီမှာ RAM လေးနဲ့တွဲရကလေးနှစ်ခုပါမယ်เนาะအဲအဂျီဘူးရဲ့ RAM ရဲ့တွဲရလေးเนาะအဲသူ့မှာလည်းဒီမှာကျွန်တော်တို့ကဒီမှာကုတ်ကလေးပါတယ်ဘူးအစ်ကကုတ်ကလေးပါတယ်ဒီကုတ်ကိုကျွန်တော်တို့ကဒီ အဲ ECU တဲကို သူ ECU တဲကိုကျွန်တော်ကုတ်ရိုက်ထဲရမှာနော်အဲ့ဒါမှဒီ ECU ဘူးနဲ့ ECU နဲ့ဟာချိန်ဆမှုရှိမှာနော်အဲ့ဒါမှဆက်နိုးလို့ရမှာနော်အခုကျွန်တော်စပြမယ်နော်ဒီဟာကိုကျွန်တော်ဆက်နဲ့ရစက်မချသေးဘဲနဲ့အရင်တက်ကြည့်မယ်နိုးလို့ရလားဆိုတာကိုကျွန်တော်စမ်းပြမယ်နော်ဟုတ်ပြီနော်ဒါကိုကျွန်တော်ဒီမှာဘူးစ်ကျွန်တော်တက်လိုက်မယ်ဘူးတက်လိုက်မယ် ပြင်ကျွန်တော်ဒမူလဲဖွင့်တာနော်ဟုတ်ကဲ့ဖွင့်လိုက်မယ်ဖွင့်ပြီးရင်ဒါသာသူ့ကောင်းဖွင့်လိုက်မယ်ဒီမဲ့စက်နှုတ်လို့ရလားမရဘူးစက်နှုတ်လို့လည်းမရဘူးနော်စက်နှုတ်လို့လည်းမရဘူးအာဒီမဲ့ဒီတိုင်းလည်းအတန်ကြီးနေမယ်ဒါဆိုရင်ကျွန်တော်တို့ကဒါဆိုရင်ကျွန်တော်တို့က ECU နဲ့ SCU နဲ့ကအာမတိဘူးပေါ့နော်အကုတ်ချင်းမတူတာဖြစ်တဲ့တော့စက်နဲ့နှုတ်လို့မရဘူး က်လဲနှုတ်လို့မရဘူးကျွန်တော်တို့ဟိုဘာမှလုံးလို့မရဘူးเนาะစတက်ဒေတာလည်းဆွဲလို့မရဘူးနှုတ်လို့မရဘူးเนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ ECU ဘူးတွေကကုတ်ကိုကျွန်တော်တို့ဒီ ECU တွေကိုကျွန်တော်တို့ရိုက်ဆက်နဲ့ကျွန်တော်တို့ reset ချပြီးတော့ရိုက်ထည့်ပေးရမှာဖြစ်တယ်เนาะအဲ့ဒါလေးဘယ်လိုလုပ်တာလဲဆိုတော့ကျွန်တော်ပြဝင်ပြီမယ်เนาะဟုတ်ပြီเนาะအဲ့ဒါဆိုကျွန်တော်တို့ဒီမှာဒီဆက်ကလေးဒီဆက်ကလေးကကျွန်တော်တို့ဒီမှာဒီတိုင်းလုပ်ပါတယ်ဒါပေမဲ့ဝယ်လို့ရှင်တော့ကျွန်တော်တို့ကဒီမှာဒီဒီဟိုအကျိုးလေးတော့မပါဘူးเนาะ ပါဝါပေးတဲ့ဂျူလီတော့မပါဘူးဒီပါဝါပေးတဲ့ဂျူလီကကျွန်တော်တို့ဝယ်လို့ရပါတယ်နော်ပေါ်ပါတယ်ဟုတ်ပြီအဲ့ဒီဟာလေးကိုကျွန်တော်ဒီဆက်လေးအသုံးပြုပြီးတော့မှကျွန်တော်တို့ ECU ကိုရက်ဆက်ချပြီးတော့ကျွန်တော်တို့ကုတ်ရိုက်ထည့်မယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့မှားရမရှိဘူးကျွန်တော်ကဒီမှာ diagnostic ကောင်းကျွန်တော်ဒီမှာဒီကောင်းလေးကိုတက်လိုက်မယ်တက်ပြီးတော့မှကျွန်တော်တို့ကဒီမှာအဲဒီပါဝါပေးတဲ့ဂျူလီနဲ့ပရိအပေါင်းတို့ညှက်မယ်ညှက်ပြီးလာလို့ရှိရင်ကျွန်တော်တို့လုပ်မယ်နော်တကယ်လို့ဟို ဒါကကျွန်တော်ဆိုင်ကယ်ရှိလို့ဆိုင်ကယ်ကနေပြီးတော့မှာတက်ပြီးတော့ကျွန်တော်လောက်တာเนาะတကယ်လို့ဟိုဆိုင်ကယ် ECU အလွတ်တိုင်းပဲဆိုလို့ချင်းကျွန်တော်ကဒီမှာကြည့်မယ်ဒါ K line U เนาะ K line U မှာ K line U ဘောက်ကိုတက်မယ်ပြီးရင်ဒီမှာဒါပတိအပေါင်းတို့ပေါ့เนาะပတိအပေါင်းတို့ပြီးပြီးရင်ကျွန်တော်တို့ကဒါအဲဒီဟာလုတ်လို့ရပြီเนาะအဲ့တော့ကျွန်တော်ဒီမှာစမ်းကြည့်မယ်เนาะစမ်းကြည့်မယ်ကျွန်တော်တို့ဒီမှာ dialog အပေါက်ကိုကျွန်တော်တက်မယ်တက်ပြီးရင်ကျွန်တော်တို့ကဒီမှာဒါလေး တက်မယ်တက်ပြီးရင်ကျွန်တော်ဗတိပေါင်းလို့မှန်အောင်ညှက်မယ်နော်ညှက်နော်ဗတိပေါင်းလို့မီလေးစိမ့်လာလိမ့်မယ်မြင်လားမသိဘူးနော်နော်မီလေးစိမ့်မယ်မီလေးစိမ့်လာလို့ကျရင်ကျွန်တော်ဘာလုပ်ရမလဲဆိုဒီခလုတ်လေးတစ်ချက်နှိပ်မယ်နော်အဲခလုတ်နှိပ်ပြီးတော့ကျွန်တော်တော့ဖွင့်ပြရမယ်နော်ခလုတ်လေးနှိပ်မယ်နော်မီးလေးပိတ်သွားပြီနော် မီလေးပိတ်သွားပြီမီလေးပိတ်သွားပြီငြိမ်သွားပြီခုံထဲကလည်းငြိမ်သွားပြီဆိုတော့ကျွန်တော်တို့တော့တော့တစ်ချက်ပြန်ပိတ်နော်တော့တစ်ချက်ပြန်ပိတ်ပိတ်ပြီးတော့ဒါဆိုရင်ကျွန်တော်ချိတ်သွားပြီလို့ပြောလို့မရတယ်ဆိုကျွန်တော်တော့တစ်ချက်ပြန်ဖွင့်မယ်နော်တော့တစ်ချက်ပြန်ဖွင့်မယ်ဟောဒီမဲ့မီလေးပြာသွားပြီနော်မီလေးပြာသွားပြီဒါဆိုရင်ကျွန်တော်တို့ချိတ်သွားပြီနော်ချိတ်သွားပြီဆိုလို့ချင်းကျွန်တော်တို့ဒါအစီအပြေသွားပြီနော်ချိတ်သွားပြီမီလေးပြာသွားပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကတရားကိုကျွန်တော်တော့ပြန်ပိတ်မယ်နော် တော့ပြန်ပိတ်ပြီးတော့မှကျွန်တော်တို့ဒါဆိုရင်ဒီစက်မလူတော့ဘူးကျွန်တော်တို့ဒါကြီးဒါကြီးဖြုတ်လိုက်လို့ရပြီနော်ဖြုတ်လိုက်လို့ရပြီအကုန်ပြုတ်မယ်နော်ဟုတ်ပြီဖြုတ်လိုက်ပြီဖြုတ်ပြီးွားရင်ကျွန်တော်တို့ဟိုဒီဒီကောင်ကိုကျွန်တော်တို့ကအဆင်ပြေမပြေကျွန်တော်စမ်းကြည့်မယ်နော်စမ်းနှိုးကြည့်ပါဘောနော်အဲသူအဲ ဒီ FCU ရဲ့ကုတ်ကကျွန်တော် ECU ရဲ့ရောက်သွားပြီရောက်သွားပြီဆိုတာနဲ့ကျွန်တော်တို့ကစတ်နှုတ်လို့ရပြီအဲ့ဒါကိုရမ်းမရကျွန်တော်စမ်းကြည့်မယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာစမ်းကြည့်မယ်နော်ဟောဖွင့်လိုက်တော့ဖွင့်ဖွင့်ပါပြီဖွင့်တာအတန်နေလည်းမမြည်တော့နော်ဒါသာဆိုရင်ကျွန်တော်စတ်နှုတ်ကြည့်မယ်နော်ဟောရသွားပြီနော်ဒါဆိုစက်လည်းနှုတ်သွားပြီနော်အဲဒါကကျွန်တော်တို့ဒီစက်ကလေးကိုအဲဒီစက်ကလေးအသုံးပြုပြီးတော့မှကျွန်တော်တို့ကအလွဲတကူ SCU လဲလဲလဲရတာဝါရှော့ဆရာအစင်ပြောင်းလို့ဒါကျွန်တော်ပြပြရနော်အဲဒါဆိုရင်ဘာဟိုလိုကြီးစက်တွေလဲကျွန်တော်မလိုတော့ဘူးဒီဟာလေးနဲ့အလွယ်တကူကျွန်တော်တို့အဲဟိုပါပြလို့ရပြီပေါ့နော်အစီအူချိမ့်မဲ့ဆိုရင်ကျွန်တော်ကုတ်မတွင်ရင်နှုတ်လို့မရဘူးအတိဝယ်လဲလဲနှုတ်လို့မရဘူးပေါ့နော်အာဒါဒါတော့ကျွန်တော်ဒီဆက်ကလေးကိုအတုံးပြုတ်ပြီးတော့မှကျွန်တော် SCU ချင်းပေးတာလေးကိုမျှဝေပေးရဖြစ်ပါတယ်။ဒါမှမဟုတ်လေးလာကြဝါရှော့ဆရာညီကိုနေเนาะအားလုံးပဲဝါရှော့ဆရာကိုလည်းများများလေးရှက်တဲ့ပြပါအားလုံးပဲကျေးဇူးတင်ပါတယ်เนาะ